မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အရခတ်တက်တော် AA ရဲ့တန်တွဲမျိုးသိမ်းတိုက်ပွဲအတွင်းမှာဇူလိုင်လ15ရက်နေ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကဘုံမှုဖြုံမင်းလက်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်38နှစ်အရွယ်ဘုံမှုဖြုံမင်းလက်ဟာဇူလိုင်လ15ရက်နေ့ကတန်တွဲမျိုးတိုက်ပွဲမှာတိတ်ဆုံးသွားပြီးတော့ဇူလိုင်လ22ရက်နေ့မှာရက်လယ်ပြုတ်လုမှာဖြစ်ကြောင်း မိသားစုနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တချို့ကပြောကြားထားပါရယ်ရက်လယ်စွန့်သွတ်တရားနာဖိတ်ဆောင်မှာတော့66ပါးယောဂါကြောင့်ပေးဆုံးခြင်းဖြစ်တယ်လို့ဖော်ပြထားပါရယ်ညမရဲ့တဝူဒီသောချစ်ရပါသောကိုကြီးလေးမိဘမိသားစုတိုင်းပြည်နဲ့လူမျိုးအပေါ်ကိုကြီးတာဝန်ကျေပါတယ်လို့၎င်းရဲ့ဇနီးဖြစ်သူကလူမှုကွန်ရက်မှာရေးသားထားတာကိုတွေ့ရပါရယ်မုံမှုဖြိုးမင်းလက်ရဲ့ရုပ်အလောင်းကို တန်ရဲမြို့မှာပဲဒကြိုလိုက်ကြောင်းစုံစမ်းသိရှိရပါတယ်။၎င်းရဲ့ရက်လယ်စွန့်တုပ်ပွဲကိုမန္တလေးမြို့မှာရှိတယ်။အမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်မန္တလေးမှာဇူလိုင်လ22ရက်နေ့မှာပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ဗိုလ်မှူးဖြုံးမင်းလိုက်ရဲ့ဇနီးဟာအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်မန္တလေးကစစ်ကောင်စီဝန်ထမ်းတအုပ်ဖြစ်ပြီးတော့ဗိုလ်မှူးဖြုံးမင်းလက်တိုက်ပွဲမှာတည်ဆုံးခဲ့တဲ့အတွက်ကြောင့်ဇနီးနဲ့တမိတအုပ်ကြံခဲ့တယ်လို့သိရပါတယ်။တန်ရဲမြို့ကစစ်ကောင်စီတပ်စခန်းများအားလုံးကိုအရခတက်တော်အေအေကပြီးခဲ့တဲ့ ဧပြီလမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဇွန်လ28ရက်နေ့မှာအမှတ်966ချင်းမြန်တိုင်ရင်ခမရ966ကို၎င်းဇူလိုင်လ9ရက်နေ့မှာအမှတ်55ချင်းလင်းတိုင်ရင်ခရရ55ကို၎င်းငပလီမစင်လေစိတ်အနီးခံစစ်ပြင်ထားတဲ့စစ်ကောင်းစီတပ်ကိုဇူလိုင်လ9ရက်နေ့မှာ၎င်းကပလီမြို့အနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်းစီတပ်စခန်းများစစ်တပ်တပ်ဆွဲထားတဲ့နေရာများကိုအေအေကအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီစခန်းများကိုသိမ်းပိုက်ရမှာလက်နက်ခဲယံအများပြားရရှိခဲ့ပြီးတော့ငပလီမျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့တပ်မတရားတဲ့လက်အောက်ခံတိုက်ရင်များအားလုံးကိုချေမုန်းနိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားရာပေါင်းများစွာသေဆုံးခဲ့ကြောင်းအေအေကဇူလိုင်လ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါ့အပြင်တန်တွဲအချင်းထောင်အပါဝင်တန်တွဲမျိုးတွင်းနဲ့မျိုးပတ်ဝန်းကျင်မှာခံစစ်ပြင်ပြီးတော့ခုခံနေတဲ့စစ်ကောင်စီတပ်ကိုအပိသက်တိုက်ခိုက်ပြီးတော့မျိုးကိုအပိသက်သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ထိုးစစ်ဆင်မယ်လို့ AA ကဇွန်လ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ထပ်မံရရှိထားတဲ့သတင်းများအရာတန်တွဲအချင်းထောင်မှာခံစစ်ပြင်ခုခံနေတဲ့စစ်ကောင်စီတပ်ကို AA ကဇူလိုင်လ15ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားများကိုကယ်ထုတ်နိုင်ခဲ့ကြောင်းဒေတာတွင်သတင်းဌာနတချို့ကဖော်ပြထားပါတယ်။အဲ့ဒီနောက်မှာတော့တန်တွဲမျိုးကို AA ကထိန်းချုပ်ထားနိုင်ပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံတိုက်ခိုက်နေကြောင်းသတင်းရရှိထားပါတယ်။ ဒါကြောင့်ဘုံမူဖြုံးမင်းလက်ဟာတန်တွဲထောင်ကိုအေအေးထိမ့်ချုပ်နိုင်ခဲ့တဲ့ဇူလိုင်လ15ရက်နေ့မြို့ရင်းတိုက်ပွဲတစ်ခုမှာတေဆုံးခဲ့ခြင်းဖြစ်နိုင်တယ်လို့ဒေသခံသတင်းအင်းမြစ်တချို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့လာရှုံမြို့နယ်နဲ့မိုးကုတ်မြို့နယ်တို့မှာဇူလိုင်လ14ရက်နေ့ကနေဇူလိုင်လ18ရက်နေ့အထိ၄ရက်ကြာအပြစ်အခက်ရစဲရေးမှာတိုက်ပွဲများနဲ့အဆုံးသတ်သွားပြီးတဲ့နောက်မှာဒီကနေ့မနက်ပိုင်းမှာတိုက်ပွဲများဟာအလုံးပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇော်လိုက်လ19ရက်နေ့မနက်9နာရီကျော်အချိန်ကစတင်ပြီးတော့လာရှုံမြို့နယ်မှာပစ်ခတ်တမ်းများဇက်တိုက်ကြားနေရပြီးလာရှုံမြို့ပေါ်ကိုလက်နက်ကြီး6လုံးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အပြန်အလှန်ပစ်ခတ်တမ်းများနဲ့ရှမ်းကုန်းနဲ့47ဘတ်တို့မှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။လာရှုံမှာဖုန်းလိုင်းတော်တော်များများဆက်လို့မရတော့ဘူး။မနက်9နာရီလောက်ကလေးကလက်နက်ကြီးလက်နက်ငယ်အတန်တွေအစုံပဲလက်နက်ကြီးတွေ6လုံးလောက်ကြားတယ် ဘသူမှအပြင်မထွက်ရဲသေးဘူးထိခိုက်ဒိဆုံတာတွေရှိနိုင်တယ်အတန်ဆုံးထွက်နေတဲ့အချိန်ထွက်ရင်အန်ဒီရဲ့ရှိလို့ငြိမ်သွားမှပဲထွက်ကြည့်လို့ရမယ်လို့လာရှုဒေတာကံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲမိုးကုတ်မြို့နယ်မှာလည်းဒီကနေ့မနက်9:00ဝန်းကျင်ကစတင်ပြီးတော့ပြစ်ခတ်တိုက်ခိုက်မှုများနဲ့ အရှိန်အဟုန်နဲ့ဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။လက်နက်ကြီးကြီးများဟာပြည်သူများရဲ့နေအများပေါ်ကိုကြားရောက်မှုရှိပြီးတော့လူထိခိုက်မှုတည်င်းတော့မကြားရသေးဘူးလို့သိရပါတယ်။မိုးကုတ်အရှိန်ပိုင်းမှာစစ်ကောင်စီရဲ့ဗျူဟာကုန်းတစ်ခုတည်းသာကြန့်ရှိတော့တယ်လို့သိရပြီးတော့မကြမီအဲ့ဒီဗျူဟာကုန်းကိုတော်လိုင်းတပ်များကတိမ့်ပိုက်ရရှိတော့မယ်ဆိုတဲ့တည်င်းများလည်းထွက်ပေါ်နေကြောင်းဒေသခံပြည်သူများကပြောဆိုနေကြပါတယ်။မိုးကုတ်အရှိန်ပိုင်းကိုတော့ဒီနေ့မနက်ပိုင်းမှာအတန်ပေါင်းစုံနဲ့ပဲမနေ့ကညကလည်းတောက်လျှောက်လက်နက်ကြီးတွေပြစ်နေတာမိုးကုတ်အရှိန်ပိုင်းမှာတော့စစ်တပ်ဗျူဟာကုန်းပဲကြံတော့တယ် အဲ့ဒါကလည်းမကြမီရတော့မယ်လို့သတင်းတွေထွက်နေတယ်မိုးကုတ်အနောက်ပိုင်းကြက်ပြင်ကတော့တော်လိုင်းတက်တွေတိမ့်ထားပြီးအရှေ့ပိုင်းမှာကြံတော့တာလက်နက်ကြီးတွေပြည်သူတွေရဲ့နေအိမ်ပေါ်တွေကိုကျနေတယ်ဒါပေမဲ့အားလုံးစစ်ဘေးရှောင်နေကြလို့လူထိခိုက်မှုတော့မရှိသေးဘူးလို့မိုးကုတ်ဒေသကပြည်သူတို့ကပြောဆိုထားပါတယ်လာရှုံနဲ့မိုးကုတ်မြို့တို့မှာဇွန်လ25ရက်နေ့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးတော့ဒီနေ့ဆိုရင်တိုက်ပွဲဖြစ်ပွားမှုဟာတလနီးပါးကြာမြင့်လာပြီးတော့အရက်သားတိုက်ဆုံမှုတွေဟာလည်းဆက်လက်မြင့်တက်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တပ်စခန်းများကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကအယောက်30ထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မနက်9နာရီကမှတောင်တာမြို့နယ်ဇေယျကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီကအင်အား150ခန်းနဲ့လက်နက်ကြီးများပစ်ခတ်ကဝင်ရောက်စီးနင်းခဲ့တဲ့အတွက်ကြောင့်မြင်းကြံခရိုင်အမှတ်3တပ်ရင်းကတွားရောက်တိုက်ခိုက်ခဲ့ပြီး ကနအူးမိုင်းဆွဲတိုက်ခိုက်မှုအတွဲမှာတင်စစ်ကောင်စီဘက်ကအယောက်20ထက်မှန်းနေထိခိုက်သေးဆုံးသွားတယ်လို့သိရပါတယ်အဲ့ဒီနေ့ညနေ4နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းစခန်းချရာနေရာကိုမြင်းကြံခရိုင်တိုက်ရင်သုံးတဲ့တောင်သာပကဖတို့ကအနီးကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကခွန်နာဦးထက်မှန်းနေသေဆုံးပြီး G3 တနတ်တလက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ16ရက်နေ့နဲ့18ရက်နေ့တို့မှာလဲအဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများကို35တပ်ဖွဲ့တိုက်ရင်ကိုနဲ့ နထိုးကြီးပကဖတို့ကစစ်ကူဝင်ရောက်ဝင်ရမှုနဲ့ပျောက်ကြားစနစ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ18ရက်နေ့မနက်9:00နာရီကမှတောင်သာမြို့အထွတ်မှာတပ်ဆွဲနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီအင်အား40ခန့်ရှိတဲ့ပိတ်တရိုးတောင်ပေါ်ကိုမြင်းကြံခရိုင်တပ်ရင်းတုံးကစစ်တုံးမန်းတွေစီကတင်းစီရရှိထားတဲ့လက်နက်ကြီး60မမနဲ့၄ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီကနေ့မနက်ပိုင်း9:00နာရီကမှတော်လိုင်းတပ်ဖွဲ့များကအနီးကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဝန်လွယ်ပိုင်းမှာဇေယကြီးရွာကတောင်သားမျိုးကိုပြန်လည်ဆုတ်ခွာလာတဲ့စစ်ကြောင်းကိုမြင်းကြံခရိုင်တပ်ရင်းလေးခရိုင် drone team တို့က drop bomb နဲ့စစ်ကူပေးပြီးတော့မြင်းကြံခရိုင်တပ်ရင်းတုံးက60မမနဲ့ပြစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်တပ်ရင်းအမှတ်3နဲ့အတူစစ်ကူအဖြစ်နဲ့လာရောက်ဝန်းရံပေးတယ်။မြင်းကြံခရိုင်တပ်ရင်းအမှတ်4မြင်းကြံခရိုင်တပ်ရင်းအမှတ်10မြင်းကြံခရိုင်တပ်ရင်း9 တောင်တာပတ်ကဖရဲပေါ့များမလိုင်ပတ်ကဖအဖွဲ့နဲ့နထိုးကြီးပတ်ကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်စခန်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစိန်ကူးမြို့နယ်ထုံးကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းကိုတော်လိုင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ပြီးတော့ပြူစောတိခေါင်းဆောင်ကျော်စိုးကိုအရှင်ဖမ်းမိကာ ပြူစောတိအများပြားအလံဖြူထောင်းလက်နက်ချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ16ရက်နေ့မှာစင်ကူးမြို့နယ်ထုံကြီးရွာမှာရှိတဲ့အကြမ်းဖက်ဆစ်ကောင်စီစခန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ထုံကြီးရွာဥက္ကဋ္ဌပြူစောတိခေါင်းဆောင်ကြော်ဆိုးထွက်ပြေးတဲ့အချိန်မှာအရှင်ဖမ်းဆီးရမိခဲ့ပြီးကြံရှိနေတဲ့ပြူစောတိ49ဦးဟာမြို့နယ်ပကဖအဖွဲ့ကိုချိတ်ဆက်ပြီးတော့အလံဖြူထောင်းလက်နက်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီအကြမ်းဖက်ဆစ်ကောင်စီစခန်းမှာရှိတဲ့စစ်ဗိုလ်ထက်လွင်အောင်တဲ့စစ်သား၈ဦးဟာ ထုံးကြီးရွာကနေရွာသားရရွာကိုထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။စစ်ခွေးဘူထက်လွင်အောင်နဲ့စစ်ခွေးရှစ်ကောင်ကထုံးကြီးကနေရွာသားရကိုထွက်ပြေးသွားတယ်။ထုံးကြီးရွာဥက္ကဋ္ဌပြူစောတိခေါင်းဆောင်ကြော်စိုးကတော့ထွက်ပြေးပြီမဲ့ဖမ်းမိတယ်။ကျန်တဲ့ပြူစောတိ49ဦးကတော့မြို့နယ်ပကဖနဲ့ချိတ်ဆက်ပြီးအလံဖြူထောင်းလက်နက်ချခဲ့တယ်။ တနက်တစ်ချက်ဖောက်เสียမှာလို့ပဲနဲ့ထုံကြီးစခန်းကိုတိမ့်ပိုက်ရရှိသွားတယ်လို့စင်ကူးမျိုးနဲ့တရင်မှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်လက်ရှိမှာစင်ကူးမျိုးကိုတော်လိုက်တဲ့အဖွဲ့များကဇူလိုင်လ16ရက်နေ့မှာတိမ့်ပိုက်ရရှိထားပြီးတော့စစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုများကိုအပြင်းထန်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ဒါအပြင်စင်ကူးမျိုးနဲ့အတွင်းမှာရှိတဲ့ဇကြက်ကြီးရွာဇကြက်ကလေးရွာနဲ့တောင်အင်းရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းများကိုလည်းတိမ့်စီရရှိထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဒီကနေ့မှကြားရောက်တဲ့89နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခွင့်မရတဲ့အပြင်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူအနေနဲ့ကိုစားလွမ်းသူပန်းခွေချခွင့်မရဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်အကျဉ်းထောင်မှာအချမ်းဘတ်စစ်ကောင်စီရဲ့မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာဖခင်ဗိုလ်ချုပ်အောင်ဆန်းကြဆုံးခဲ့ရတဲ့ အာဇာနီနဲ့အခမ်းအနားကိုတက်ခွင့်မရတာဟာ၄နှစ်မြောက်ရှိလာပြီဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့အာဇာနီနဲ့အခမ်းအနားကိုဗိုလ်ချုပ်အောင်ဆန်းရဲ့တားအကြီးဖြစ်သူအောင်ဆန်းဦးကလွမ်းသူပန်းခွေကိုကိုရိုင်းတက်ရောက်ချသွားတာကိုမြင်တွေ့ခဲ့ရပါဗျ။89နှစ်မြောက်အာဇာနီနဲ့အခမ်းအနားကိုစစ်ကောင်စီဘက်ကဗိုလ်ချုပ်ကြီးတအူးကတက်ရောက်ခဲ့ပြီးတော့ရခိုင်နဲ့များနီးတူအစ်စ်နှိမ့်ချပြီးတော့ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့အနီးစိတ်ဖြူပေါက်လမ်းပိုင်းမှာစစ်ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်က၄ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့စိတ်ဖြူမြို့နယ်ဆယ်မိုင်လမ်းဆောင်ဂိတ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်၂၀ခန့်လိုက်ပါလာတဲ့စစ်ကားတစ်စီးကိုစိတ်ဖြူပေါက်လမ်းပိုင်းမှာရှိတဲ့စိတ်ဖြူမြို့အနီးတနေရာအယောက်မှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက် တန်းရရှိခဲ့ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖာပခုတ်ကူခရိုင်အမှတ်၄တပ်ရင်းတပ်ခွဲ၃ NSP တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီမြို့မြို့မဈေးကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချရာပြည်သူ၁၀ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လ၁၈ရက်နေ့ညနေ၄နာရီအချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီမြို့မြို့မဈေးကိုဥတီပြီးတော့စစ်ကောင်စီကပေါင်900ဘုံများကျဲချခဲ့ရာဈေးဆိုင်ခန်းများနဲ့လူနေအိမ်များထိခိုက်ပျက်စီးပြီးတော့ပြည်သူ၁၀ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ညနေအချိန်ဖြစ်နေတဲ့အတွက်ပြည်သူများတွာလာနှုတ်ရှားနေတဲ့အချိန်ဖြစ်ပြီး ပိတ်ဆုံးထိခိုက်မှုနဲ့ပျက်စီးဆုံးရှုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။အခုကအလောင်းတွေကအပျက်စီးတွေရဲ့အောက်မှာရှိနေတယ်။အဲ့ဒါတွေရှင်းမထုတ်နိုင်သေးဘူး။အသားစားတွေတပိုင်းတစားတွေလည်းတော်တော်များများကိုတွေ့ရတယ်။လာကျဲတဲ့အချိန်ကညနေပိုင်းဆိုတော့အားလုံးတွာလာလှုပ်ရှားနေကြတော့အခုအကြမ်းမင်းဆိုရင်တော့၁၀ဦးထက်မနည်းဘူးတေတာက အလောင်းတွေမဖော်နိုင်သေးဘူးလို့တိန်နီမျိုးကပြည်သူတို့ကပြောဆိုထားပါတယ်။တိန်နီအခြေစားတော်လိုင်းရင်းနဲ့စီရေးသတင်းရင်းတွေကတော့စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့နေရာဟာအယက်သားပြည်သူများတွာလာလှုပ်ရှားနေတဲ့နေရာသာဖြစ်ပြီးတော့စစ်ရေးနဲ့ဘလို့မှမတက်ဆိုင်ကြောင်းပြောဆိုခဲ့ပါတယ်။သူတို့ဘုံကျဲတာကဈေးနာပါဈေးနာမှာကဘာတက်မှမရှိဘူးပြည်သူတွေတွာလာလှုပ်ရှားနေတဲ့အယက်ဘက်ပြစ်မှတ်တွေကိုတမင်လေရင်နဲ့ကိုဘုံကျဲချခဲ့တာပါလို့စီရေးသတင်းရင်းတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ